ကျုပ်များလှတော်သားလူတော့မအောင်မေးလိုက်ပါနဲ့ဗျာကျိတ္တဘာသာလားလှတော်သားကလည်းစကလုံးထွားတယ်ကျွတ်တကကျန်းကန်တိုင်းပြောတာပါထွားတာမဟုတ်ပါလှတော်သားစကလုံးထွားပုံပြောရမယ်ဆိုရင်ဥပမာမပါပဲမပြောဘူးဥလတ်တုံကြီးသူတို့ကဆေးတာမတော့ရဲဘူးဘယ်တော့ရဲမတုံတရားနာပြေသာသူတို့ကတကြီးဆေးတံတောက်လာတော့သူတို့ကလူတွေကပြောတယ်လှတော်သားတွေက အလိုလေတို့ရွာကတကြီးဆေးတံတောက်လာတာငါးချက်ဝင်မှုတ်ကလေးခွေးချီလာတဲ့တိုင်မှဥလသိပ္ပယ်အဲ့ဒီဆေးတံတောက်ရဲတော့ပြောလိုက်ရင်ပုံနဲ့ပတ်နဲ့ဥပမာမပါပဲမပြောဘူးဒီမှာတရားနာပြိဿာဟိုကျွတ်တော့ကလည်းအစတော့မသိဘူးပေါ့လှတော့ရွာနာကျွတ်တော့ရောက်သွားလှတော့ရွာကနေပြီးတော့ဝက်လက်ကိုချိုးရတယ်ရွှေဘူလန်းကျွတ်တော့ကဝက်လက်တရားဟောသွားကြီးကားနဲ့ဝက်လက်လန်းကောင်းရလားလို့မေးကြည့် လာတော်သားတွေကပြောတယ်ဝဲလက်လန်ကောင်းမကောင်းတော့မသိဘူးတဲ့ကိုတော်တို့ကားနဲ့အဲ့ဒီလန်းကစီးသွားရင်တဲ့အဲ့ဒီလန်းကကိုတော်တို့တော့ကြောက်ခဲစားသွားတော့အစာကြီးတယ်အဲ့လန်းကြမ်းကြမ်းနဲ့မပြောဘူးကြောက်ခဲစားသွားအစာကြီးတဲ့စကားပြောပြောပါတယ်ဥပမာမပါပဲမပြောဘူးတပိတာတို့တော့ဝဲလက်ကန်းစီးဘူးဗျာလေ ။ဘာဖြစ်လို့တုံးညာလို့ဆိုတော့ဟာကာစီရတာခံမကြပါဘူးဗျာတဲ့။နောက်ကနေဂလုံဂလုံနဲ့လမ်းတောင်းလို့လှဲ့ကြည့်ရေစီလဲတဲ့။အဲကာနေနေတယ်မပြောဘူးလို့ဆိုမှ ရေစီလဲကလမ်းတောင်းတယ်တဲ့။စကားပြောတဲ့နေရာတည်းမဲ့ဇက်ပြက်အောင်ပြောတဲ့လူတွေဗျ။ဇက်ပြက်တယ်ပြိတ္တဟိုဘက်ကဇက်ကနေတယ်ဟောဒီဘက်ကပြာသူလာကြီးနှမ်းရိုးပုံကိုနှစ်ယောက်ထဲမီးရှို့ပြီးတော့စကားပြောတာမီးလှုံရဲ့ 3ယောက်နားထောင်4ယောက်နားထောင်နောက်10ယောက်5ယောက်190နဲ့ဟာပါတော့ဟာဆိုပြီးဝိုင်းလာတာသူတို့လက်ယောက်ပြောတဲ့စကားနားထောင်တော့ဇက်လူမရှိဘူးတကယ်ဇက်ပြက်အောင်ပြောတဲ့လှတော်သားကြည့်လေတရားနာပြိဿသူတို့နားမှာပေါက်တော်ရွာဆိုတာရှိအဲ့ဒီပေါက်တော်ရွာမှာစာပြံမွဲကြီးစက်သားတံပေါင်းနဲ့ကုတော်ကြီးဆွမ်းကတ်ကျက်တန်းတံပေါင်းနဲ့ကတ်တော့ပြောတယ်အလိုလေးကွာလို့ဆိုတယ်အလိုလေးကသိပ်သုံး အလိုလေးကွာတဲ့စာပြံပွဲဆိုလို့သွားကြည့်ပါလက်ကတ်ကတ်တော့ဘုံကြီးအစ်ကိုကွာတဲ့ဘုံကြီးကျက်သားနဲ့ကတ်တာဒါဘုံကြီးအစ်တဲ့ကျန်ရဖမန်စကားပြောတဲ့လူတွေဥပမာနဲ့ဘုံကြီးရဲ့စားရတဲ့ကွာတော့ဝေသာလီပြီးဘလူးကြတယ်အယိုးကြတာပြောတာ စကားပြောဥပမာမပါဘဲမပြောဘူးကျွတ်တော့ကမေးကြည့်တယ်ခင်ဗျားတို့ဥပမာမပါဘဲမပြောတာဘူးလားလို့ဆိုတော့အိုးတပည့်တော်တို့ကဥပမာမပါဘဲပြောရလှဲမိတို့စီးရတဲ့အတိုင်းပဲအဲဥပမာကပါလားဒီဟဲ့ဒီလားနာပြေသာဟိုသူတို့ရှိမှခင်ဗျားတို့ရှိလို့ခင်ဗျားတို့ကားစိတ်ကားပေါ်ရလားလို့မေးတော့အိုးကားပေါ်တာတော့ရေဟိုရေပေါ်ထိုးနေတဲ့အတိုင်းပဲလေရေပေါ်ထိုးတဲ့ဆိုတာမြင်ဘူးမှာပေါ့ အသားတွေလက်သမားတွေရေပေါ်ထိုးတာဒီတိုင်းတဲ့တဲ့သွားတာမဟုတ်ဟောဒီလိုရှည်သူနောက်ကားတွေပေါ်တာပြောရေပေါ်ထိုးနေတဲ့အတိုင်းပဲကားပေါ်တဲ့ထဲဖျားတဲ့တပီတော်တို့တော့အာတိပီကမြန်နေဆိုလို့စီးလိုက်တယ်ဟုတ်တကောဖျားတဲ့အာတိပီကမြန်ပုံကိုပြောရရင်ရိုင်းဖယ်ကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲတဲ့အဲကြီးဆောင်ဖက်လိုက်ဘူးတဲ့အတိုင်းဥပမာမပါလေတခုမှမပြောဘူး ာပဲတခုမှမပြောဘူးဒီတဲ့စိုင်းတိုင်းကြီးကသူတို့အလှဖိတ်တော့အလှကိုလိုက်သွားပါတယ်တဲ့စိုင်းတိုင်းကြီးအလှကြက်သားဟင်းနဲ့တော့ကြွေးပါရဲ့တဲ့တာပိသူထမင်းမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဘာပြုလို့ရုံးလို့ဆိုတော့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့ကြက်ရင်ရင်လည်းမပြောဘူးတကယ်လူတွေကဆိုမှ ဒီတဲ့ဆိုင်တန်ကြီးကလူတွေကလည်းကွာတဲ့ကြားရတာတဲ့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲဘလူးအရက်တိုက်တယ်ဘယ်နဲ့လို့ဒါအပြင်ပိုချမ်းအောင်တော့ရှိအောင်တော့မလားလို့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲနောက်တယောက်နဲ့တယောက်သူတို့စုံစည်းလို့စကားပြောကြတနေသားနဲ့မိတ်ဆွေချင်းပေါ့လေဘယ်နဲ့လို့ဟဲ့မင်းတို့စီစီဝါရေးကြီးဝါရေးတဲ့ဘယ်နဲ့တို့ဟာတဲ့စီဝါရေးကြီးဝါရေးကတော့ကွာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲ အဲပြည်သားကြီးကိုလုံကောင်းနဲ့ဆင်တို့ရစီးပွားရေးကြက်ကြက်တယ်မပြောဘူးစကားပြောလိုက်တရလွန်ကြီးအေကွာတဲ့စီးပွားရေးကထားပါတော့အလုတ်ကင်လေးရောဟာတဲ့ငါလူရေးတဲ့အလုတ်ကင်နဲ့မမင်းနဲ့ဟာတဲ့ရှိတဲ့အလုတ်ဖီးလုတ်လဲတနေ့တခြားစားအိုးကကြီးလာတော့ပဲဆိုလူတွေမှန်းကုန်မသိတာ မယုံရင်ရွှေဘိုလမ်းမရောက်တဲ့ခါမေးကြည့်ဒီထက်တရားနာပြည်သားမင်းတို့ရှိသမဝါယမဆိုင်ကအထယ်လေးပါလေထုတ်ပေးရလားတဲ့အထယ်ထုတ်ပေးမပေးတော့မမေးနဲ့ဟေးတဲ့ကိုမိမကိုလေးထန်းဆောင်ရကြည်တုံးမှကြောက်လို့အထယ်မပေးမပေးဘူးမပြောဘူးမိမလေးထန်းဆောင်ရအတော်ကွာကြတဲ့လူတွေလှတော်သားကြောင့်ပြောလဲကုံမှမဟုတ်ပါဘူးမကုံမသိတစ်ခုလောက်တော့ပြောအောင်မယ် ဟုတ်တယ်ဟောတော့မှခြိပါသားနဲ့ပခန်းသားဆိုတာကျွတ်တို့ရာဇဝင်မှကြားဘူးပခန်းသားများစကားကတ်ကိုးပုံတော့ကြည်လေပခန်းသားကလှတော့လာပြိုင်မဲ့အကြောင်းထီကျုပ်ဆက်ပြောပါပခန်းသားတွေကကျွတ်တို့ပခန်းကလူတွေနဲ့ဖျားချင်းတကိုးပြိုင်တယ်ပခန်းမှာကျွတ်တို့စီသူရှင်ဖျားဆိုတာရှိနရပတိစီသူမင်းကိုတရားဆက်တရခံအစ်စ်လက်လေးသိဟောတော့လောက်ရှိရဖျားကိုတော်မြတ်လေး ကျုပ်အနေကစားတင်ဖို့သင်္ဘောဆင်းလုံးနဲ့သွားပင့်ကြတော့အဲ့ဒီမှာကျုပ်ကိုယ်တိုင်လက်ဝါးပေါ်တင်ဖူးခဲ့ရဒါပေတိတရားနာပြေးသားဖရာကတကိုးကြီးတဲ့လက်လေးသက်ပြင်မဲ့အရင်တုန်းကအဲ့ဒီဖရာကိုကျွတ်တို့ရွှေပိတ်တာအချိန်40လောက်နဲ့ဖရာလူခိုးဘူးလေဖရာလူချင်းလို့မဟုတ်ပါဘူးရွှေလူချင်းလို့ခိုးတာနောက်ဖရာလေးကတော့အဲ့ဒီနွားချောင်းသားတွေပြန်ရတော့အခုပြန်မွမ်းမှန်ထားတဲ့16ပိတ်တခွဲလောက်ရှိပြီအဲ့ဒီတုန်းကအခုတော့များနေရောပေါ့ အခုတော့တရားနာပိသားဟိုမိခံတ္တကြီးတော့16ချက်လောက်ခကောဘက16ချက်တယောက်ချောင်းစီကင်ခိုင်းဒီခါပြောက်ရင်လည်း16ချက်သလုံးထောင်နေဖို့ကိုရှိဘယ်လိုမှဖွင့်မရအောင်ကျွတ်တူတရားတော့ရှိတယ်မလို့လည်းမရဘူးလူစိတ်30ဝိုင်းမရတဲ့ကိစ္စကြီးအခုတော့အဲ့ဒီထဲမှာထည့်ထားရဘုရားတောင်တော့ခါရတယ်ဘဝကျွတ်တူတိုင်းပြီတာတောင်ချမ်းသာဘူးလို့ဆိုရနော်อืมဘုရားတခုတည်းလည်းပေါ်ရတဲ့ပမာကြီး ကျွတ်တော့ပဲမြတ်ရကူတော်ကြီးခိုးသွားပြီမိမလုတဲ့လူကပလိတ်သတင်းနဲ့လိုက်လာတော့ရဲရရှိရသတင်းနဲ့လိုက်လာတော့တရားနာပိသဖယားကိုကောင်းမှုခြုံပြီးတက်နေပြီအဲဘယ်လောက်ဆိုးလို့ဘုရားကိုင်းသိမ့်ပြီသေခြင်းဆိုးနဲ့တော့သေကုန်တော့အဲ့ဒါရဲရမေးတယ်အဲ့ဒါဘသူတုံးလို့ဆိုတော့ဒါကြုတ်လင်လာနေမကောင်းလို့ပါအဲကောင်းသေးလားဖယားသူးလင်လို့ရတော်တရားရှိဘယ်လောက်တရားဆွဲလိုက် ဟုတ်သားတော်ဆိုးတယ်မိမ့်မတာတော့ဘုရားသခိုးတွေပေါ်တယ်အဲ့ဒီအခုအဲ့ဒီစီသူရှင်ဘုရားကလေတရားနာပေးတာဘုရားကသာလက်လေးစစ်ပကံကတပ်ပြညို့ဘုရားကိုတော်မြတ်ကြီး ਨੇ ဟောတကူးချင်းပြိုင်မလဲဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာအဲ့ဒါလေဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာလူလူချင်းပြိုင်ကြည့်လေ ကံကလူတွေကဘာပြောလို့နဗေလေးနဲ့ဟေးတို့ကကျုံသုံးတောင်ဝိုင်းနဲ့ပကံတိုင်းလားကွာနဗေနဲ့ဒီတော့ပခန်းသားကလည်းမခံဘူးဟေးတို့ကလည်းငရုတ်တဝိထောင်ပခန်းသားကွာပကံကပြောတယ်မင်းတို့စကားမဆက်ဘူးတဲ့တို့ကနဗေနဲ့ကျုံသုံးတောင်ဝိုင်းပကံတိုင်းနဗေလေးနဲ့တဲ့မင်းတို့ကငရုတ်တဝိထောင်ပခန်းသားဆိုတော့မဆက်ဘူးတဲ့ ပခန်းသားကလည်းသကဒတ်ဆိုတော့မဆက်ရင်လည်းအဲ့ဒီငရုတ်ချွေးသွေးပြီးမင်းတို့မျက်စီထဲခတ်ကြည့်ပါလားတဲ့။ဂျလောက်ကကိုးတယ်ပခန်းသား။နောက်ဟဲ့ဖျားပွဲအစီပြိုင်မယ်ကွ။ဖျားပွဲအစီပြိုင်မယ်ကွာဆိုတော့တရားနာပြေးတာအဲ့ဒီပခန်းကစပြောဟေးတို့ပခန်းစီသူရှင်ကတဲ့ဖျားပွဲလာတာလူမပြောနဲ့ကွာတဲ့ခွေးကြီးကိုအကောင်900ကွာအဲခွေးနဲ့စပြော ပြီးတော့ပကံကနောက်ပြောဆိုတော့နိုင်မှာပေါ့ဗျာပေါ့ဦးနဲ့ရှင်မြင်ဘူးသည်အကြီးပြိုင်တာလို့ပေါ့။ဘာပြောတော့ပကံကဟေးမင်းတို့ပကံစီသူရှင်ဘုရားကခွေးကြီးအကောင်900ဟောတို့ပကံတပ်ပြင်းညို့ဘုရားကြီးကဘုရားဝဲလာတာလူမပြောနဲ့ခွေးကြီးကိုအကောင်တစ်ထောင်กว่าပကံကဘလောက်နိုင်သွားပကံကဘလောက်ရှုံးတော့အဲ့ဒါခင်ဗျားတို့အနေနဲ့သာရှုံးနေတာပကံစကားနားထောင်ကြည့် ဟေးတို့ကခွေးကြီးအကောင်900ဆိုတာငါလူတို့ဟောဂုံချခမ်းမလို့ပြောနေမှာခွေးนี่ခွေးနဲ့ခွေးချခွေးပိန်ဟော်ဒီမပါသေးဘူးဒါကြောင့်ရှုံးရကနိုင်အောင်ပြောအဲ့ဒီပခန်းသားတွေကခုခေတ်ထဲမှာလှတော်ကအပြုံးထွားတယ်ဆိုလို့လားပြိုင်နေတယ်ဗျပြိုင်တော့လှတော်ရွာပေါက်ကလေးလေးတွေ့ဟဲ့ကလေးအားလုံးညမင်းပဲရွာသားတယ်ကျုပ်လှတော်သား ။လာခဲ့ပြီပြီတို့။လာတော့သားရှာလေကောလာခဲ့မင်းဘိုက်ကိုဖောက်စား။ဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ခမားတို့ကြုတ်ယိုကျွေးပါမယ်။အဲ့ပြီးရောလူကြီးနဲ့ပြောခဲ့